လူတယောက်က6လလောက်အိမ်မပျော်တဲ့ယောဂကိုခံစားနေရပြီဆိုရင်အဲ့လူမှာဘာတွေဖြစ်လာလောက်လဲနောက်ပြီးသူမြင်ရတဲ့အရာနဲ့တကယ်လက်တွေ့ဘဝကအရာတွေကဘာတွေကွာခြားသွားနိုင်လဲအရာတွေပြင်အဲ့ဒီဝေဒနာရဲ့နောက်ဆက်တွဲကသူ့ကိုဘလို့တွေပြောင်းလဲသွားစေမလဲဆိုတာကိုကြည့်ရမဲ့စကားကောင်းလေးတစ်ခုပဲဖြစ်ပါတယ်။ကော်နီလို့ခေါ်တဲ့သူတယောက်ကတမ်မန်ယုံဝင်တန်တယောက်ဖြစ်ပြီးအလုတ်ဖိစီမှုဒဏ်တွေကြောင့်6လကျော်လောက်ထိအိမ်မက်ပျော်တဲ့ယောဂကိုခံစားနေရတာမို့ဆရာဝန်စီသွားပြခဲ့ပါတယ်။ ဆရာဝန်ကစစ်ဆေးကြည့်ပေမဲ့လည်းဘာယောဂါမှထွေထွေထူးထူးမရှိဘူးလို့ပဲပြောတာမို့ကော်နီကတော့မယုံပဲသူဝေဒနာခံစားနေရတာမို့သူ့ကိုဆေးဖြစ်ဖြစ်တော့ပြီးပါလို့ပြောတယ်။ဒါနဲ့ဆရာဝန်ကလည်းဝေဒနာခံစားနေရတာဆိုရင်အဲ့ဒီဝေဒနာကိုကုစားပေးတဲ့နည်းတစ်မျိုးဖြစ်တဲ့ဆွေးနွေးတဲ့နေရာတွေကိုသွားကြည့်ဖို့ကြံပေးလိုက်တယ်။ဒါနဲ့ကော်နီလည်းဂွေးစစ်ကင်စာယောဂတဲ့ဆွေးနွေးပွဲတစ်ခုကိုသွားခဲ့ပြီးအဲ့မှာဘောဆိုတဲ့မဟောက်မုံဆေးတွေအတောက်များပြီးယောဂဖြစ်သွားခဲ့တဲ့သူတယောက်နဲ့တွေ့ခဲ့ရတယ် ဲ့ဒီလူရဲ့ပေါ့စီအကြီးကြီးတွေကြားမှာသူ့ဝိသနာကိုပြောပြရင်ငိုကြွေးပြီးတဲ့နောက်မှာတော့သူ့ရဲ့စိတ်ပိစီမှုတွေကလည်းတဖြည်းဖြည်းနဲ့လျော့နေလာခဲ့တယ်။ဒါနဲ့ကော်နီလည်းယောဂသက်ဆွေးနွေးပွဲတွေကိုဆွဲလန်းလာခဲ့ပြီးတခြားဆွေးနွေးပွဲတွေလိုက်တက်လို့သူ့ရဲ့စိတ်ပိစီမှုတွေကိုလျှော့ချနိုင်ခဲ့တယ်။ဒါကြောင့်သူ့ရဲ့တနေ့တာဖြတ်တန်းရတာကစိတ်ပျော်ရွှင်စရာကောင်းနေခဲ့ပြီးစိတ်မကောင်းစရာကတော့အဲ့ဒါကကြာကြာမခံခဲ့ပါဘူး။ တရက်မှာတော့သူသွားနေတဲ့ဆွေးနွေးပွဲတွေထဲကိုတကယ်လဲဝိညာမခံစားရပဲသွားစရာနေရာမရှိတာနဲ့ဆွေးနွေးပွဲကမုတ်တွေစားရလို့ဆိုပြီးရောက်လာတဲ့မာလာဆိုတဲ့မျိုးသမီးပေါ်လာခဲ့တယ်တခြားသူတွေကတော့သူမကိုလည်းသူတို့လိုဝေဒနာခံစားနေရတာလို့ထင်ကြပေမဲ့ဘူဘူချင်းဖြစ်နေတဲ့ကော်နီအတွက်ကတော့သူမကအလိန်ညာမှန်းပေါ်နေခဲ့ပါတယ်။ဒါကြောင့်သူမရှိနေတာကကော်နီအတွက်အိမ်မပျော်တဲ့ဘွားစီကိုပြန်ခေါ်သွားသလိုဖြစ်နေတာမို့နောက်ဆုံးမှာတော့ကော်နီတယောက်တီးမခံနိုင်မဲ့ထိတ်တိုက်ရှင်းတော့တယ် ဒါကိုမာလာကလည်းသူလွတ်လပ်ပိုင်ခွင့်နဲ့သူမို့ကော်နီကိုသူမရှိတာအဆင်မပြေမလာခဲနဲ့လို့ပြန်ပြောတယ်။ဒါကြောင့်နောက်ဆုံးမှာတော့နှစ်ဦးနှစ်ဖက်အဆင်ပြေအောင်ဆွေးနွေးပွဲရက်ကိုညှိယူလိုက်ကြပြီးမစုံမိအောင်လုပ်လိုက်ကြတယ်။ဒီကိစ္စတွေဖြစ်ပြီးနောက်မှာတော့ကော်နီကသူ့ရဲ့အလုပ်ကိစ္စကြောင့်လေရင်နဲ့ခရီးတွေထွက်နေခဲ့ရပါတယ်။အဲ့ဒီမှာပဲသူ့ရဲ့ဘွားကိုတစ်စစ်ချိုးပြောင်းလဲမဲ့တိုင်လာဆိုတဲ့လူတယောက်နဲ့ဆုံတွေ့ခဲ့ပါဗါတယ်။တိုင်လာနဲ့စားတွေ့ပုံကတော့သူတို့နှစ်ယောက်ရဲ့အိတ်ချင်းတူနေတာကနေဖြစ်ပြီးကော်နီကအဲ့ဒီအိတ်ထဲမှာဘာတွေပါလဲလို့မေးတာကနေပါပဲ။ တိုင်လာကလည်းအိတ်ထဲမှာစပ်ပြတွေပါတယ်လို့ပြောပြီးသူကစပ်ပြနဲ့လိမ်မော်ကြီးပေါင်းပြီးရလာတဲ့လူလုံးဘုံအရေးတွေလုတ်တဲ့သူလို့ပြောပြီးသူ့ရဲ့လိပ်စာကတ်လေးကိုပေးလိုက်တယ်။လင်းရက်တော့တိုင်လာဆင်းသွားခဲ့ပြီးနောက်မှာသူ့အိတ်ထဲမှာတရားမဝင်ပစ္စည်းတစ်ခုပါတယ်ဆိုပြီးလင်းလုံးဂျုံရေးစီမှာစစ်ဆေးခံခဲ့ရတယ်။အဲ့တော့အိမ်ပြန်လာတော့လေသူနေတဲ့တိုက်ခန်းမီးလောင်နေတာကိုတွေးလိုက်ရပြီရဲတွေကတော့အထဲမှာရှိတဲ့မီးကျိုးတွေရှော့ဖြစ်တာကြောင့်လို့ပြောတယ်။ဒါကြောင့်ကော်နီတယောက်သွားစရာနေရာမရှိဖြစ်သွားပြီ။သူ့ဘဝဒီလိုရုတ်တရက်ကြီးအလှည့်ပြောင်းဖြစ်သွားတာတွေအတွက်အံ့ဩနေခဲ့ပါဗါတယ်။ ိုင်းနောက်မှာတော့လူတစ်ယောက်ကသူ့ကိုဆက်သွယ်လို့ရမယ့်လူရှိလားလို့မေးလိုက်ချိန်မှာသူဘာရဲ့အကြောင်းမှန်းမသိအများဆုံးဖုံးပြောတဲ့နေရာစီကိုထွက်သွားလိုက်ပြီးသူဒီနေ့ရလာတဲ့တိုင်လာရဲ့ဖုန်းနံပါတ်စီကိုဖုံးဆက်လိုက်တယ်။ဒါပေမဲ့လည်းတိုင်လာကဖုံးမကင်လို့သူချပစ်လိုက်ချိန်မှာပဲဖုန်းကပြန်ဝင်လာခဲ့ပါတယ်။အဲ့လိုနဲ့စကားပြောကြရကနေနှစ်ယောက်သားဘီယာဆိုင်တစ်ဆိုင်မှာတွေးဖြစ်သွားကြပါတယ်။အဲ့ဒီနောက်စကားလေးပါလေးပြောရင်းနဲ့ယင်းဤတက်လို့ဖြစ်သွားကြပြီဘီယာဆိုင်ကနေထွက်လာချိန်မှာတော့ကော်နီကသူဒီညတော့ဟိုတယ်သွားအေးရတော့မယ်လို့ပြောတယ် ဒါနဲ့တိုင်လာကဘီယာတော်အတူတူတောက်ပြီးနေပြီကိုအတူတူလိုက်နေလို့မရဘူးလားမေးလိုက်ပါလားလို့ပြောတာနဲ့ကော်နီလည်းကြောင်သွားခဲ့တယ်။အဲနောက်တော့မှတိုင်လာတကယ်ပြောတာပဲဆိုပြီး "तू လည်းလိုက်နေလို့ရမလား"လို့ခွန်တောင်းလိုက်တော့တိုင်လာက "तू ခိုင်းတာတစ်ခုလုပ်ပေးမယ်ဆိုရင်ခွင့်ပြုပေးမယ်"လို့ပြောပါတယ်။ဒါနဲ့ကော်နီကလည်းရားတယ်လေလို့ပြောလိုက်တာမို့တိုင်လာကဒါဆိုရင်သူ့မျက်နှာကိုခက်ပြင်းပြင်းလေးတစ်ချက်ထိုးလိုက်လို့ပြောတာမို့ကော်နီတရားနောက်တစ်ချိန်ထက်ကြောင်သွားခဲ့ပါဗါတယ် ဒါပေမဲ့လည်းတိုင်လာကအတီပေါင်းနဲ့ပြောနေတာမို့ကော်နီလည်းထိုးရသေးတာပေါ့ဆိုပြီးတိုင်လာရဲ့နားကိုထိုးချလိုက်ပါတယ်။တိုင်လာလည်းနားကိုမှထိုးရလားဆိုပြီးကော်နီကိုပြန်ထိုးတယ်။ကော်နီကလည်းကြိုက်တဲ့နေရာထိုးလို့ပြောလို့ထိုးတာဆိုပြီးတိုင်လာကိုပြန်ထိုးပါတယ်။ဒီလိုနဲ့နှစ်ယောက်သားအပြန်အလှန်ထိုးကြချိန်မှာတော့ခုနကထက်ပိုရင်းနှီးသွားကြပြီးတိုင်လာကလည်းသူကတိအတိုင်းကော်နီကိုသူ့အိမ်ခေါ်လာခဲ့တယ်။ဒါပေမဲ့လည်းတိုင်လာရဲ့အိမ်ဆိုတာကစုပ်ပြက်ပြီးဘယ်အချိန်ကျိုးကြပြက်စီသွားမလဲဆိုတာမသိနိုင်တော့တဲ့အထိရိုင်နှဲနေတဲ့အိမ်စုပ်လေးတစ်လုံးဖြစ်နေခဲ့တယ်။ အဲ့ဒီအိမ်ဆုပ်လေးမှာသူတို့နှစ်ယောက်အတူတူနေကြပြီညချိန်ဆိုရင်တော့ဘီယာဆိုင်ရှိကလမ်းလေးပေါ်မှာတယောက်နဲ့တယောက်ထိုးကြိတ်တိုင်းကစားကြပါတယ်ကြာလာတဲ့အခါမှာတော့သူတို့ထိုးကြိတ်တာကိုလူတစုကတတိထားမိသွားပြီသူတို့ကိုဝိုင်းကြည့်ရကနေသူတို့လို ထိုးခြင်းစိတ်တွေပါတဖွာဖွာပေါ်လာခဲ့ကြတယ်အဲ့လိုလူတွေအတွက်လည်းတိုင်လာကတယောက်တယောက်စီထိုးကြိတ်ခွင့်ပေးထားပြီလာတဲ့လူအင်အားများလာချိန်မှာတော့ဘီယာဆိုင်ရဲ့မြင်ကြီးတက်ကိုသူတို့ရဲ့ကလပ်နေရာဖြစ်တတ်မှတ်လိုက်ကြတယ် ကလပ်နာမည်ကိုတော့ Fight Club လို့ပေးထားပြီးစီးမြင့်တွေကတော့စီးမြင့်တင်တဲ့နှစ်ကဒီကလပ်အကြောင်းဘသူကမှမပြောရဘူးဖြစ်ပြီးတတိယတစ်ခုကတော့တဖက်လူကရက်ဖို့ပြောတာနဲ့ရက်လိုက်ဖို့နဲ့စတုဒါကတော့နှစ်ဦးပဲတပ်ပုတ်ရမယ်လို့ဖြစ်ပြီးစီးမြင့်ချစ်ခုထိရှိခဲ့ပါတယ်တိုင်လာနဲ့တွေ့ပြီးနောက်မှာတော့ကော်နီတို့ထူးခြားတဲ့ပြောင်းလဲမှုတွေဖြစ်ပေါ်လာပြီးပုံမှန်ဆိုအလုပ်ချိန်မှာအားမရှိပဲပန်နာမျက်လုံးနဲ့ဖြစ်နေတဲ့လူတယောက်ကအခုဆိုရင်တော့ဒဏ်ရာဒဏ်ချက်တွေတွေးထွက်နေတဲ့သွားတွေနဲ့တက်ကြွတဲ့မျက်နှာတစ်ခုကိုပြောင်းလဲလာခဲ့ပါတယ် အဲ့ဒါကကော်နီတွက်တင်ပဲလားဆိုတော့လည်းမဟုတ်ပါဘူးကလပ်မှာပါဝင်တဲ့ထူကျိရတာကိုမှကြိုက်နှစ်သက်တဲ့လူတိုင်းအတွက်သူတို့ရဲ့ဘဝကိုပုံမှန်နဲ့မတူပဲမိုက်တယ်လို့ခံစားရတဲ့ပြောင်းလဲခြင်းတွေဖြစ်လာခဲ့တယ်ကလပ်ထဲမှာရှုံးတာနိုင်တာကအရေးမပါပဲထူကျိရင်ရတဲ့လက်ခုပ်တန်တွေအားပေးတန်တွေနဲ့ထိုးခံရတဲ့ဒဏ်ရာဒဏ်ချက်တွေထူကျိတာကနေရတဲ့ feeling တွေကိုပဲအဓိကထားကြပါတယ်အဲ့လိုနဲ့တရက်မှာတော့ကော်နီတရားလူမဲတရားနဲ့ထိုးရကနေသွေးထွက်တန်ရုပ်ဖြစ်ပြီးနှစ်ဖူးကွဲသွားခဲ့တယ် ဒါကြောင့်ဆေးရုံသွားပြီးချုပ်ခဲရပေမဲ့လည်း Fight Club သားတယောက်အနေနဲ့ကတော့မှုစရာမရှိခဲ့ပါဘူး။ဒါပေမဲ့အိမ်ရောက်တော့သူ့စီကိုဆွေးနွေးပွဲတွေမှာတွေ့ခဲ့ရတဲ့မာလာစီကနေဖုန်းဝင်လာခဲ့တယ်။အเจ้าကတော့မာလာကဆွေးနွေးပွဲတွေမှာခါတိုင်းလို့သူ့ကိုမတွေ့ရတော့တာကြောင့်စက်တာလို့ပြောပြီး"သူမမှာအခုယောဂဖြစ်နေတာမို့အဲ့ဒီယောဂနဲ့ပတ်သက်တာတွေကော်နီကိုပြောပြချင်တယ်"လို့ပြောပါတယ်။ ဒါပေမဲ့လည်းနားမထောင်ရင်တဲ့ကော်နီကတော့ရိုင်းရိုင်းပဲဖုံးကိုမချလိုက်ပေမဲ့လည်းဖုံးကိုအပေါ်နေရာတစ်ခုမှတင်ထားခဲ့ပြီးအပြင်ကိုထွက်သွားခဲ့တယ်။ဒါကိုမသိတဲ့မာလာကတော့ကော်နီနားထောင်နေတဲ့အထင်နဲ့ဖုံးမချသေးတော့တယောက်ထဲစကားတွေပြောနေခဲ့တယ်။အဲဒီကနေနောက်တစ်ရက်မှာတော့ကော်နီတယောက်မာလာနဲ့မူစကူဒူးနေတယ်လို့အိမ်မက်မှတ်ခဲ့ပါတယ်။ဒါကြောင့်သူလန်နိုးလာခဲ့ပြီးတကယ်မှုံမှန်းလည်းသိရောစပွဲပေါ်မှာမနှက်စာစားနေတော့သူတို့အိမ်ထဲရောက်နေတဲ့မာလာနဲ့တွေ့ကြတော့တယ်။မာလာကိုဘလို့ဖြစ်ပြီးအိမ်ထဲရောက်နေတာလဲလို့မေးတော့မာလာကမြုံနိုင်အောင်စိတ်တူပြီးထွက်သွားတော့တယ် အဲ့ဒီချိန်တိုင်လာရောက်လာပြီမနေ့ကကော်နီဖုံးတင်ထားခဲ့တဲ့ချိန်သူကောက်ကင်လိုက်တာမို့အဲ့ဒီကနေစပြီသူနဲ့မာလာစုံကြရကနေအခုအိမ်ရောက်လာတဲ့အထိဖြစ်ခဲ့တာပဲလို့ပြောတယ်အဲ့ဒီနောက်မှာတော့တိုင်လာနဲ့မာလာတို့ရဲ့နေတိုင်းစူးစူးညံ့ညံ့မော်စကိုဒူးတဲ့အတန်တွေကိုကော်နီတယောက်မကြားချင်မှာစုံကြခဲ့ရတယ်တရက်မှာတော့ကော်နီစီကိုဖုံးဝင်လာခဲ့ပြီအဲ့ဒီဖုံးကတော့သူ့ကိုယ်တို့မီးလောင်တဲ့ကိစ္စနဲ့ပတ်သက်ပြီးရိုးရိုးမီးလောင်တာမဟုတ်ပဲလူရှို့တဲ့ရှုပ်မီးဖြစ်ကြောင်းရဲရရှိကလှမ်းပြောတာပဲဖြစ်ပါတယ် အဲ့ဒီရှုံမီကလည်းတိုင်းလာလေးရင်ပေါ်မှာပြောပြဘူးတယ်ဒိုင်နမိုက်လုတ်တယ်ပါဝင်ပစ္စည်းတွေနဲ့ဖြစ်နေခဲ့တယ်အရာရှိကတော့အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးကော်နီကိုမေးစရာလေးတွေရှိတာမို့မြို့ကနေထွက်ရင်အတိပေးဖို့ပြောခဲ့တယ်ဒါပေမဲ့လည်းအဲ့ဒီနေ့ညမှာပဲတိုင်းလာကဆက်ပြလုံမယ်လို့ပြောပြီးဆက်ပြအတွက်ဆိုလူသားအစီကအကောင်းဆုံးပဲမို့အစီချစည်းကန်းကစုပြစ်မိုက်ပုံစီကိုသူတို့ခိုးချောင်ခိုးဝမ်းနဲ့ထွက်လာခဲ့ကြတယ်ဟိုရောက်တော့အမိုက်ပုံတွေကအစီတွေကိုယူလိုက်ကြပြီးအိမ်ကိုပြန်လာခဲ့ကြရတာကနေတိုင်လာကဆက်ပြလှုပ်တဲ့နီးတွေကိုပြောပြနေခဲ့တယ် နောက်ရက်မှာတော့တိုင်လာကသူ့ရဲ့ဆက်ပြတွေကို shopping mall တစ်ခုမှာတွားရောက်ခဲ့ပါတယ်။ဒီလိုနဲ့နေလိုက်ရင်တည့်ရက်မှာတော့ Connie တယောက်သူ့ရဲ့အလုပ်စပွဲမှာအလုံးလုံးနေတော့ manager ဆိုတဲ့လူက "तू copy ကူးရင်းကြံခဲ့တယ်။သူတို့ fight club ရဲ့စီးမင်းစာရွက်ကိုတွေ့သွားပြီ။သူ့စီကိုယူလာခဲ့တယ်။အဲ့ဒါအပြင် manager ကဒီလိုယူကြောင်ကြောင်အသင်းကိုမကြိုက်တဲ့ပုံစံနဲ့ Connie ကိုမင်းသား manager ဆိုရင်မင်းလားငယ်သားစီကဒီလိုစာရွက်မျိုးတွေ့ရင်ဘာလုပ်မှလဲလို့မေးတယ်။ ဒါနဲ့ကော်နီကလည်းသူသားမန်နေဂျာဆိုရင်အဲ့ဒီစာရွက်ကိုရေးတဲ့သူကအနယ်ရှိတဲ့သူမို့စာရွက်ကိုချလိုက်မှာလို့ပြောပြီးအဲ့လိုမဟုတ်ရင်တော့စာရွက်ပိုင်ခြင်းကတယုံဝင်တယုံထွက်ပြီးလိုက်ရှာတတ်လိမ့်မယ်လို့ပြောပါတယ်ဒီစကားတွေကြောင့်မန်နေဂျာဆိုတဲ့လူလည်းကြောင်ကြည့်နေခဲ့ပြီးအဲ့ဒီအချိန်ကော်နီစီကိုမာလာရဲ့ဖုန်းဝင်လာခဲ့တယ်ဒါနဲ့ကော်နီကမန်နေဂျာစတိုင်နဲ့ပဲသူဖုန်းပြောရမှာမို့ထွက်သွားပေးဖို့ပြောတာနဲ့မန်နေဂျာကြီးလည်းချက်ချင်းပဲထွက်သွားပါတော့တယ်အဲ့လိုကနေဖုန်းကင်လိုက်တော့မာလာကသူ့ရင်သားမှာအကျိတ်လိုမျိုးပေါ်နေတာမို့လာစစ်ပေးဖို့ပြောပါတယ် ဒါကိုကော်နီကစိတ်ယုံသွားဖို့ပြောပေမဲ့အဲ့ဒီအတွက်ပတ်စံမတတ်နိုင်ဘူးဆိုတာနဲ့သူလည်းကူညီပေးဖို့ဆုံးဖြတ်လိုက်ရတော့တယ်။ဒါပေမဲ့သူ့စိတ်ထဲမှာထူးဆန်းနေတာကတော့ဘာလို့တိုင်းလာကိုမခေါ်ပဲသူ့စီကိုခေါ်ရသလဲဆိုတာပါပဲ။အဲ့ဒီနောက်မှာသူလည်းမာလာရဲ့ရင်ဘက်ကအကျိတ်ကိုဆန်းတက်ပြီးဘာမှမရှိဘူးဆိုတဲ့အဖြစ်ပေးပြီးနောက်မှာတော့မာလာနေတဲ့တိုက်ခန်းကနေပြန်လာခဲ့တယ်။အဲ့ဒီမှာသူနဲ့ရင်ကဆွေးနွေးပွဲမှာတွေ့ခဲ့တယ်။ပေါင်းစီကြီးတဲ့ဘောနဲ့ပြန်တွေ့ကြပြီးနှစ်ယောက်သားဝမ်းသာနေခဲ့ကြတယ်။ ကော်နီကဆွေးနွေးပွဲတွေသွားထုံးလားလို့မေးတော့ဘောက "तू အိုက်ထက်ကောင်းတဲ့နေရာတခုတွေ့ထားလို့မသွားတော့ဘူး"လို့ပြောပါတယ်။ဒါနဲ့ကော်နီလည်းဘယ်နေရာလဲလို့မေးတော့ဘောက "तू အိုက်ဖွဲ့စည်းကြောင်ပြောပြလို့မရဘူး"လို့ပြောလိုက်တာကြောင့် Fight Clubman မှာမှတန်းတည်သွားပြီး "तू လည်းအဲ့ဒီဖွဲ့ကပဲ"လို့ပြောလိုက်တယ်။ဒါပေမဲ့လည်းလာလည်းရက်မတူတာမို့မတွေ့ရတာနဲ့ကော်နီကဘောရဲ့ရက်ကိုပြောင်းယူလိုက်ပြီးနှစ်ယောက်သားတွေ့ရအောင်လုပ်လိုက်တယ်။တရက်မှာတော့တိုင်လာကသူ့ရဲ့သက်သက်သားတွေကိုပြောရင်အဖွဲ့သားတွေကိုဩဝါဒချွေနေခဲ့တယ်။ ဲ့ဒါကတော့သူတို့တွေကခေတ်ရဲ့ကြေးကျွန်တွေဖြစ်နေရပြီမဖြစ်နိုင်တဲ့အိမ်မက်တွေငွေကြေးပြဿနာတွေကြောင့်မလုံချင်တဲ့အရာတွေကိုလုံးနေကြရတယ်ဆိုပြီးဘာအိမ်မက်မှတကယ်ဖြစ်မလာနိုင်တဲ့ဂျင်းထဲတဲ့ခေတ်ကြီးပဲလို့ပြောတယ်။အဲ့ဒီချိန်ဘီယာဆိုင်ရဲ့ပိုင်ရှင်ရောက်လာပြီးဒီမြေရောက်ခန်းကိုဘဒုခွင့်ပြုချက်နဲ့နေနေတာလဲလို့မေးပြီးသူတို့ကိုနှစ်ထုတ်ပါတော့တယ်။ဒါကိုကောင်းပါတဲ့တိုင်လာကတော့ဘာတွေပြောနေတာလဲမကြားရဘူးလို့ပြောတာမို့ပိုင်ရှင်လဲသူပြောတာကိုပမာမခန့်လောက်တယ်ဆိုပြီးဒေါသထွက်သွားပြီးတိုင်လာကိုဆွဲထိုးတော့တယ်။ ထိုးပြီးတော့ကြားလာထမေးတော့လေတိုင်လာကမကြားဘူးကြည့်ဖြေနေတာကိုဒေါသကိုဒုံးနဲ့ထိုးသူဖြစ်နေပြီတိုင်လာတယောက်သုတ်ပြတ်တက်နေအောင်ထိုးခံလာရတော့တယ်ဒါကြောင့်ပန်းရှင်ကပွဲပြီးပြီထင်ပြီးသွားတော့မယ်အလုံမှာမှသွေးတွေနဲ့တိုင်လာကထလာပြီးပန်းရှင်ပေါ်ကိုအုံမို့လို့သူ့မျက်နှာကသွေးတွေကိုပန်းရှင်ရဲ့မျက်နှာပေါ်ကိုခါချပစ်ပါတယ်အဲ့ဒီနောက်တော့သူတို့ကိုဒီနေရာကိုတုံးဝင်ပေးဖို့ပြောနေတာမို့ပန်းရှင်လည်းတိုင်လာကိုလက်လံပြီးကြောက်ကြောက်လန့်လန့်နဲ့တုံးလို့ပြောပြီးထွက်ပြေးသွားရတော့တယ် ဒီတော့မှကြည်နေတဲ့အဖွဲသားတွေမြင်မှာတိုင်လာကပိုပြီးဟီးရိုးပီတာလာတယ်လို့အဲ့ဒီမှာပဲတိုင်လာကကိုမသိတဲ့လူတယောက်ကိုစိန်ခေါ်ပြီးထိုးရမယ်လို့အိမ်စာပေးလိုက်တယ်။ဒါကြောင့်တိုင်လာကိုလေးစားအားကြတဲ့အဖွဲသားတွေကတော့မသိတဲ့သူကိုစားရန်ရှာပြီးထိုးကျိတ်ဖို့လုပ်ပါတော့တယ်။ကော်နီဆိုရင်လည်းသူ့မန်နေဂျာရုံခန့်ထိသွားပြီးသူ့ကိုယာရုတိုးပေးဖို့ပြဿနာရှာတာမို့မန်နေဂျာကအလုပ်ထုတ်လိုက်ပြီဆိုတဲ့စကားတောင်ပြောလိုက်ရတော့တယ်။ ဒါပေမဲ့လည်းကော်နီကထွက်မသွားတာနဲ့မန်နေဂျာလည်းသူ့ကိုယ်သူစိုးရိမ်ပြီးဒုံချုံရေးစီဖုံးလန်းဆက်ချိန်မှာတော့ကော်နီကမန်နေဂျာကထိုးတယ်လို့ပုံစံနဲ့သူ့ကိုယ်သူပြန်ထိုးနေခဲ့ပါတယ်။အဲလိုကနေသွေးထွက်တန်ရိုတွေဖြစ်ပြီးမန်နေဂျာစီကိုတိုးသွားလို့သူပြောသလိုမလုပ်ပေးနိုင်ရင်တော့ပတ်စံပါတဲ့ချက်လက်မှတ်တစ်ဆောင်ပေးဖို့နဲ့အဲလိုဆိုရင်သူဘာမှမပြောဘဲထွက်သွားပေးမယ်လို့ပြောတယ်။အဲဒီချိန်မှာပဲလုံချုံရေးတွေရောက်လာတာမှသွေးထွက်တန်ရိုဖြစ်နေတဲ့ကော်နီကိုမြင်ပြီးမန်နေဂျာကထိုးချိတ်ထားတယ်လို့ပဲထင်သွားကြတယ်။ ဒါကြောင့်မျက်နှာကြီးရောယောက်ျေးပါရလိုက်ပြီးကော်နီတယောက်လေလေးတချွန်ချွန်နဲ့ယုံကနေထွက်လာခဲ့တော့တယ်အဲ့ဒီနောက်ရက်တွေကစပြီး Fight Club member တွေရဲ့လုံရက်တွေကစိုးစိုးရွားရွားတွေဖြစ်လာခဲ့ပြီးဈေးဆိုင်တွေအဆောက်အဦတွေကားတွေကိုဖျက်ဆီးတဲ့အထိဖြစ်လာခဲ့တယ်။အဲ့လိုဖျက်ဆီးတာကိုလည်းတိုင်လာက Mayhem Project လို့ခေါင်းစဉ်တက်ထားပြီးအဲ့ဒီ Mayhem Project ရဲ့စီမင်းကတော့အဲ့ဒီ project အကြောင်းမေးခွန်းမထုတ်ရဘူးဆိုတာပါပဲ။အစမှာတော့ Corny ကိုယ်တိုင်လည်းအဲ့လိုဖျက်ဆီးရတာကိုလွတ်လပ်တဲ့အထိမြင်နေခဲ့တယ်။ အဲ့လိုကနေတိုင်လာကသူတခုံးဆိုတခုံးနာခံနိုင်မဲ့လူတွေကိုစမ်းသပ်ပြီးမေဟန် project အတွက်လူစားစုခဲ့တယ်။တိုင်လာကိုလေးစားအားကြတဲ့သူတွေအများကြီးက project အတွက်အဖွဲ့ဝင်လာတာမို့တိုင်လာရဲ့အဖွဲ့အင်အားကတစားစားများလာခဲ့တယ်။တရက်မှာတော့အဖွဲ့ကလူတွေနဲ့ TV ကြည့်နေတော့ TV မှာကိုနိုတခုကို smile ပုံစံမီလောင်တိုက်သွင်းထားတဲ့တင်ပါဝင်လာခဲ့တယ်။ဒီတင်နဲ့ပုံကိုမြင်လိုက်တော့ corny တယောက်သူ့အိမ်မီလောင်တော့ကအဖြစ်ကိုစာနာမိသွားတာမို့အားလုံးကိုဘာတွေလုံးနေတာလဲဆိုပြီးမေးလိုက်တယ်။ ဒါပေမဲ့လည်းအားလုံးကဒီ project က mainhan project မဟုတ်ပြောလို့မရဘူးလို့ပဲပြန်ပြောပါတယ်အဲ့ဒီချိန်ဒီလိုဖြည့်စည်ရေးလုံးနေတဲ့တရားမွန်ထိုးချိတ်အဖွဲ့ကိုအစိုးရဘက်ကရဲမင်းကြီးကိုယ်တိုင်စုံစမ်းရေးလုပ်မယ်လို့အင်တာဗျူးဖြေထားပါဗျ။ဒါပေမဲ့လည်းမကြပါဘူး။ပွဲတစ်ခုမှာအဲ့ဒီရဲမင်းကြီးဆိုတဲ့လူကိုတိုင်းလာတို့အဖွဲ့ကအင်တာထဲမှာဖမ်းထားလိုက်ပြီးသူတို့အဖွဲ့အကြောင်းထပ်စုံစမ်းရင်ဂွေးစည်းကိုဖျက်ပစ်မယ်လို့ချိန်ချောက်ခဲ့ကြတယ်။ จาลาတဲ့ခါမှာတော့ကော်နီကဒီလိုလုံးနေတာကမှားနေတယ်ဆိုတာကိုခံစားလိုက်ရပြီ။ Fightland ညတညမှာတော့လူတယောက်ကိုအဲ့ဒီစိတ်နဲ့ပဲသူကိုယ်တိုင်အောင်မတိလိုက်ခင်မှာတားမြစီမြအောင်ထိုးချိန်မိခဲ့ပါတယ်။ဒါကိုတိုင်လာကတိချိန်မှာတော့သူ့ကိုတနေရာသွားမယ်ဆိုပြီးကားနဲ့ခေါ်လာခဲ့ပြီးကားပေါ်မှာကော်နီခုလိုဖြစ်နေတာကကိုနိုမီလောင်တဲ့ကိစ္စကို "तू လောက်တာလို့ထင်နေတာမလား"လို့မေးစကားများကြပါတယ်။ဒါပေမဲ့လေကော်နီကဒီမေဟန် project ကြောင့်ဖြစ်နေတာလို့ပြန်ပြောပြီးဒီ project လုပ်နေတာကိုဘာလို့သူ့ကိုအတိမပေးရတာလဲလို့ပြောတယ် ဒါကိုအနောက်ကလိုက်လာတဲ့အဖွဲ့ဝင်တယောက်ကအဲ့ဒီ project ကြောင့်မေခွင့်မရှိဘူးလို့ပဲစီမင်းတွေကိုရွပြနေလို့ကော်နီလည်းအော်လွတ်လိုက်ရပြန်တယ်အဲ့ဒီချိန်ကားမောင်းနေတဲ့တိုင်လာကပါကားစီရတိုင်ကိုလှုပ်ပြီးဗျံပရာတွေမောင်းနေတာမို့ကော်နီကဝင်တိုင်းမိမှာဆိုတာနဲ့လက်ကင်ကိုဝင်ယူပြီးတေချာမောင်းဖို့ပြောတယ်။ဒါပေမဲ့လည်းတိုင်လာကအရာအလုံးကိုထိန်းချုပ်ဖို့မကြိုးစားပဲမိထားလိုက်လို့ပြောပြီးလက်ကင်ကိုလွတ်ခိုင်းတာမို့သူလည်းလက်ကင်ကိုလွတ်လိုက်ပြီးအဲ့ဒီနောက်မှာတော့သူတို့ကားတစ်စီးလုံးဂျွန်းထိုးမောက်ခုံတွေဖြစ်သွားတော့တယ်။ အဲ့ဒီမှာပဲတိုင်လာကသူ့ကိုကားထဲကနေဆွဲထုတ်လိုက်ပြီးတင်မင်းမျက်ခုံးမွေးပေါ်လမ်းလျှောက်ဖူးပြီးလို့ဂုံယူနေခဲ့တယ်။အဲ့ဒါအပြင်ကော်နီတတိပြန်ရလာချိန်မှာတော့မင်းနေပြန်ကောင်းလာပြီလို့ပဲပြောပြီးအခန်းထဲကနေထွက်သွားတော့တယ်။အဲ့ဒီကနေစပြီးကော်နီလည်းနေပြန်ကောင်းတာနဲ့အပြင်ကိုထွက်လာခဲ့တော့အိမ်ထဲမှာဖွဲ့သားတွေရှုပ်ချက်ခတ်နေပြီးတိုင်လာကိုတော့ဘယ်မှမှရှာမတွေ့ခဲ့ပါဘူး။ဒါကြောင့်တိုင်လာဘမှာလဲလို့မေးပေမဲ့လူတိုင်းကမေဟန် project စီမင်းကိုပဲရွပြနေတာနဲ့သူလည်းစိတ်ညစ်ပြီးအပြင်ကိုထွက်လာခဲ့တယ်။ ဲ့ဒီမှာအိမ်ကိုလာတဲ့မာလာနဲ့တွေ့ကြတော့မာလာကိုလည်းတိုင်လာမရှိတော့ဘူးဆိုပြီးပြောလိုက်တာမို့မာလာကကော်နီကိုနားမလည်နိုင်တဲ့မျက်လုံးတွေနဲ့ကြည့်ပြီးဒေါသထွက်ထွက်နဲ့ပြန်သွားတော့တယ်အဲ့နော်စူညံတန်တွေကြားရပြီးအိမ်ထဲပြန်ဝင်လာတော့ဘောတရားခုလိုဖြက်စည်းရည်တွေလိုက်လို့ရကနေရဲတွေရဲ့တနတ်စာမိပြီးအုံနောက်ပွင့်လာတာကိုမြင်လိုက်ရတယ်။သူ့မိတ်ဆွေဒီလိုဖြစ်သွားတာနဲ့ပတ်သက်ပြီးသူလုံးဝယူကျုံမရဖြစ်သွားခဲ့ပြီးအားလုံးကတော့ရဲတွေလိုက်လာရင်တတိတွေ့တာနဲ့ပြဿနာရှုံးမှာဆိုလို့ဘောရဲ့ခန္ဓာကိုယ်ကိုပန်းချန်ထဲမှာမြှုပ်ပစ်မယ်လို့ပြောကြတယ်။ ဒါကိုကော်နီကတော့လက်မခံပဲဘောကတသက်မဟုတ်ပဲလူလို့ပြောပြီးဒီလူမှနာမည်ရှိတာမို့တသက်ကိုဖျက်ဆီးတယ်လို့မြေမြုပ်လိုက်လို့မရဘူးလို့ပြောပါတယ်အဲ့ဒီမှာပဲလူတွေအားလုံးကဘောရဲ့နာမည်ကိုရေရွတ်ကုန်ကြတာမို့ကော်နီလဲသူမထိန်းနိုင်တော့ပဲထိန်းနိုင်တဲ့လူတယောက်ဖြစ်တဲ့တိုင်လာကိုလိုက်ရှာဖို့တိုင်လာအခန်းစီကိုထွက်လာခဲ့တယ်။အဲ့လိုကလေတိုင်လာသွားခဲ့မှုတဲ့နေရာတိုင်းရဲ့လင်းရင်ဖြတ်ပိုင်းလေးတွေကိုတွေ့ခဲ့ပြီးသူလဲအဲ့ဒီနေရာတွေကိုလိုက်ပြီးတိုင်လာကိုရှာပါတယ်။ ဘာလို့ဆိုနိုင်ငံရဲ့နေရာအသီးသီးမှာသူတို့ fight club ရဲ့ member တွေရှိနေခဲ့ပြီတိုင်လာလဲအဲ့နေရာတွေထဲကတခုမှရှိမယ်လို့ထင်ထားပါတယ်ဒါပေမဲ့လဲသူတိုင်လာအကြောင်းမေးတိုင်းအားလုံးကသူ့ကို mehen project ကစီမင်းတွေပဲရွတ်ပြတာမို့ဒီတိုင်းပဲပြန်လာခဲ့ရတယ်ဒါပေမဲ့ coffee sign တခုမှလူတစ်ယောက်ကသူ့ကိုကြိုးစိုးပါတယ်ဆရာဆိုတဲ့စကားကိုပြောလိုက်တာမို့ corny အတွက်နားတဲ့ကန့်လန့်ကြီးဖြစ်နေတာနဲ့သူ့ကိုတီလာလို့မေးလိုက်တယ်ဒါနဲ့အဲ့လူကလည်းသူ့ကိုစမ်းသက်တာလားလို့မေးတော့ကော်နီကမဟုတ်ဘူးသူ့ကိုဘယ်သူလို့သိထားတာလဲလို့မေးလိုက်တယ် ဒါနဲ့အဲ့လူကလည်းကော်နီကိုကြည့်ပြီးဆရာတိုင်လာလေးဆိုပြီးတိုင်လာရဲ့နာမည်အပြည့်စုံကိုပြောပြတယ်။ဒီစကားလည်းကြားရောကော်နီတယောက်တခုခုမှားနေပြီဆိုပြီးတေချာဟိုတယ်ခန်းစီပြန်လာလို့မာလာစီကိုဖုံးခေါ်ခဲ့တယ်။မာလာကို "तू နဲ့မော်စကိုဒူးဘူးလား"လို့မေးတော့မာလာကလည်း"ဘာရီလာမေးနေတာလဲ"လို့ပြန်ပြောတာမို့ကော်နီကလည်း "तू တေချာမေးနေတာ"လို့ပြောရတယ်။ဒီတော့မှမာလာကလည်းဟုတ်တယ်လေလို့ပြန်ဖြေတာမို့ကော်နီတရားသူ့အိမ်မှာမာလာနဲ့မော်စကိုဒူးနေခဲ့တာကတိုင်လာမဟုတ်ပဲသူဆိုရာမှန်းသိသွားခဲ့တယ် အဲ့ဒီချိန်မှာပဲသူခန်းထဲကိုဘွားကနဲ့တိုင်လာပေါ်လာတာမို့ကော်နီလဲလူတွေကပါလို့သူ့ကိုတိုင်လာနဲ့မှားနေရတာလဲလို့မိလိုက်တယ်။ဒါနဲ့တိုင်လာကလည်းသူနဲ့ကော်နီကတယောက်တည်းလေလို့ပြန်ပြောလိုက်ပြီးဒီနေ့ဒီချိန်ထိတိုင်လာနာမည်နဲ့လောက်ခဲ့သမျှအကုန်လုံးကကော်နီပဲလို့သိအောင်ပြောပြလိုက်တယ်။အဲ့တော့မှလေရင်ပေါ်မှာစားထွေးတာကနေစပြီးအိမ်လိုက်ခဲ့တာတွေမာလာနဲ့တွေးတာတွေဖိုက်ကလက်တွေကိုတီထောင်တာမေဟန်ပရောဂျက်တွေအားလုံးကကော်နီဖြစ်တဲ့သူလုံးနေမှန်သိသွားတယ်။ ဲ့လိုကနေနောက်ရက်မှာတော့သူတိုင်လာနဲ့အတူတူနေခဲ့တဲ့ AGC ပြန်ရောက်လာခဲ့ပြီဒီတစ်ခါမှာတော့အိမ်ထဲမှာဘလူးမရှိမနေခဲ့ပါဘူးဒါပေမဲ့လည်းအိမ်ထဲမှာတိုင်လာလောက်ခဲ့တယ်ဆိုတဲ့တက်တဲ့တွေရှိနေခဲ့တာမို့သူကရဲစခန်းကိုသွားပြီးသူ့ကိုဖမ်းဖို့အတွက်အပြစ်တွေကိုဝန်ခံခဲ့တယ်အဲ့နောက်သူတို့ရဲ့ Fight Club ဖွဲ့စည်းကြောင်းနဲ့လူတွေအားလုံးတုံ့ကြကနေပြန်ဆားရအောင် Credit Company တွေ Bank တွေနဲ့ငွေကြေးဌာနဆက်ကူကိုဖောက်ကွဲမဲ့ Mayhem Project အကြောင်းကိုရှင်းပြတယ် ဒါပေမဲ့လည်းရဲစခန်းကလူတွေကပါသူတို့ fight club ကဖြစ်နေတာမို့ mehan project ကြောင့်ပြောလိုက်တဲ့သူကိုသူကိုယ်တိုင်တိုင်လာဘွားနဲ့ပြောခဲ့ဘူးတယ်ဒီ project ကြောင့်ပြောတဲ့သူသူကိုယ်တိုင်ဖြစ်နေရင်တော့ညီလေးကိုဖျက်ပစ်လိုက်လို့မှားထားခဲ့တဲ့အတိုင်းသူ့ကိုဝိုင်းစော်ဖို့အတွက်ချုပ်ထားလိုက်ကြတယ်ဒါနဲ့ corny လည်းအဲ့ဒီရဲတွေကိုယုံခံပြီးတနတ်ကိုရအောင်ယူလို့တနတ်နဲ့ချိန်ထားပြီးအဲ့ဒီကနေထွက်ပြေးလာခဲ့တော့တယ်အဲ့ဒီကနေသူကတိုင်လာနဲ့တစိုက်တစ်ပိုင်းနဲ့ဖြစ်နေတာမို့ဒီနေ့ညဘုံခွဲမဲ့နေရာတွေကိုတိနေတာနဲ့အဲ့ဒီဘုံကိုတားဖို့အတွက်ဘုံချီတဲ့အဆောက်အဦကကားစီကိုထွက်လာခဲ့တယ် အဲ့နော်ဘုံကိုဖုံးမဲ့အချိန်မှာပဲတိုင်းလာပေါ်လာပြီဝင်တားရကနှစ်ယောက်သားတိုက်ခိုက်ကြရပြန်တယ်ဒါပေမဲ့လည်း CCTV မှာတော့ကော်နီတယောက်တည်းပေါ်နေပြီသူတယောက်တည်းရှောက်လုံနေတယ်လို့ဖြစ်နေခဲ့တယ်အဲ့နောက်တော့တိုင်းလာကကော်နီကိုဖမ်းမိသွားခဲ့ပြီဒီတို့တိုက်ဆွဲလာလို့လှေကားထစ်ဖို့ကနေကန်ချပစ်လိုက်တယ်အဲ့ဒီမှာပဲကော်နီတယောက်သတိမေ့သွားပြီသတိပြန်ရလာချိန်မှာတော့သူ့ရဲ့ပါဇက်ထဲကိုတိုင်းလာကတနတ်ထည့်ထားပါတယ်အဲ့ဒီချိန်ဖန်ခေါ်လာခံရတယ်မာလာကိုလည်းတွေးလိုက်ရတာပေါ့ကော်နီလည်းမာလာကိုတော့မလောက်ပါနဲ့လို့ပြောတယ် ဒါပေမဲ့လည်းတိုင်လာက तू လုံးနေတာမဟုတ်ပဲငါတို့နှစ်ယောက်လုံးနေတာလို့ပြောတာမို့ကော်နီလည်း तू စိတ်ကို तू ပြန်ငြိမ်အောင်လုပ်ပြီးတိုင်လာလက်ထဲမှာရှိတဲ့တနတ်ကိုကြည့်လိုက်တယ်တကယ်ဆိုတိုင်လာကတကယ်မရှိပဲ तू ကသာတကယ်ရှိတဲ့သူမို့အဲ့ဒီတနတ်က तू လက်ထဲမှာပဲဆိုပြီးမြင်အောင်ကြည့်တယ်အဲ့ဒီမှာပဲတနတ်က तू လက်ထဲကိုရောက်လာပြီးတိုင်လာစီကတော့ပျောက်သွားခဲ့တယ်အဲ့နောက်တော့ကော်နီကလက်ထဲရောက်နေတဲ့တနတ်ကိုပါစက်ထဲထည့်ပြီးကိုယ့်ဘာသာကိုပြစ်လိုက်တော့တယ် အဲ့ဒီမှာပဲစိတ်ကူးရင်တငယ်ချင်းဖြစ်တဲ့တိုင်လာတယောက်နောက်စီပွင့်ပြီးတေးသွားခဲ့ပါတယ်။ကော်နီကတော့ပါဇက်ဘဲပွင့်ပြီးသွေးထွက်သွားတာမို့မတေးဘဲရှိနေခဲ့ပေမဲ့လည်းတိုင်လာကတော့ကော်နီရဲ့ဘွားတွေကနေပြီးတိုင်ပြောက်ွက်သွားခဲ့တယ်။အဲ့ဒီအချိန်မှာပဲသူ့လူတွေနဲ့အတူမာလာပါအတူရောက်လာတာမို့သူ့လူတွေကိုတိုင်လာအနေနဲ့ပဲအမိန့်ပေးလိုက်ပြီးမာလာကိုတော့သူနဲ့ခေါ်ထားလိုက်တယ်။အဲနောက်မှာတော့သူတိုင်လာဖြစ်နေလောက်ခဲ့တဲ့ခစ်တဲ့ရဲ့အဆပောက်ကွဲမှုကိုမာလာနဲ့အတူကြည့်နေခဲ့တော့တယ်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။